မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းအတွင်းကပြည်သူတွေစီကနေဖန်စီရရှိထားတဲ့ license မဲ့စိုင်းတွေကိုအကြပ်ဖက်စကောင်စီကတူလာအောက်ခံစစ်ကပ်ရဲပူစော့ထီးနဲ့လုံခြုံရေးအဖွဲ့တွေစီးနှင်းမှုပြန်လည်ချထားပေးနေပြီးတင်းစီရရှိထားတဲ့ကားတွေကိုလည်းသူတို့စစ်တပ်ဝန်ကြီးဌာနတွေနဲ့လက်အောက်ခံအဖွဲ့တွေကိုပြန်လည်ခွဲဝေပေးဖို့လုပ်နေပြန်တယ်ဆိုပါတယ် ချက်ဖက်စစ်ကောင်စီတပ်ကရခိုင်မြို့ကနေအသက်15နှစ်အရွယ်မောင်နေထက်လင်းကိုစစ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီးကန်တောင်ရက်စကန်တိုက်ပွဲကိုပို့ဆောင်ထားတဲ့အချိန်စစ်တုံးဘက်အဖြစ် PLA ကဖမ်းဆီးရရှိထားပြီးအဲ့ဒီစစ်တုံးဘက်တွေထဲမှာဒဏ်ရာရထားတဲ့အတွက်စစ်တပ်ကစွန့်ပစ်ထားခဲ့တဲ့သူတွေလည်းပါဝင်နေတယ်လို့ PLA ကထုတ်ပြန်ထားတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမစုံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ပဲကိုတိုင်အတွင်းကပြည်သူတွေစီကနေဖမ်းဆီးရရှိထားတဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုအကြမ်းဖက်စစ်ကောင်စီကသူလောက်ခံစစ်တပ်ရဲ့ပြူစော့တီနဲ့လုံခြုံရေးအဖွဲ့တွေစီးနင်းမှုပြန်လည်ချထားပေးနေပြီးတင်းစီရရှိထားတဲ့ကားတွေကိုလည်းသူတို့စစ်တပ်ဝင်ကြီးဌာနတွေနဲ့လက်အောက်ခံအဖွဲ့တွေကိုပြန်လည်ခွဲဝေပေးဖို့လုပ်နေတယ်လို့ပဲကိုတိုင်စစ်ကောင်စီတင်းရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်အကြမ်းဖက်မင်းအောင်လိုင်းရဲ့ညွန်ကြားချက်နဲ့စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကဇွန်လတရနေ့ကစပြီးသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုအလုံးရင်းနဲ့ဖမ်းဆီးခဲ့ရမှာမကိုးတိုင်းအတွင်းမှာတော်တော်များများတင်းစီရရှိထားတယ်ဆိုပါတယ်အဲ့ဒီလိုပြည်သူစီကနေဖမ်းဆီးရရှိထားတဲ့ဘကိုးတိုင်းအတွင်းကလိုင်စင်မဲ့ဆိုင်ကယ်တွေကိုအချက်ဖက်စကောက်စီကတူလာအောင်ခံတက်နေမှုတွေကနေတဆင့်စစ်တပ်ရဲ့ပြစော့တီနဲ့လုံခြုံရေးအဖွဲ့တွေစီးနေမှုပြန်လည်ချထားပေးနေတယ်လို့ဘကိုးတိုင်းစစ်ကောက်စီတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ဒါအပြင် ဖန်စီရမိထားတဲ့ license ပဲ gallery နဲ့ပတ်သက်ပြီးတော့လဲနိုင်ငံပိုင်အဖြစ်သိသိပြီးတော့သူတို့စစ်တပ်လက်အောက်ခံစီမံကိန်းနဲ့ဗန်ဒိုင်းဝင်ကြီးဌာနကနေတဆက်ဝင်ကြီးဌာနရုံးနေတဲ့သူတို့စစ်တပ်လက်အောက်ခံအဖွဲ့စည်းတွေကိုပြန်လဲခြားထားပေးဖို့လုပ်နေတယ်လို့လဲနေပြီးတော့စစ်တပ်တရင်ရင်မြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီတပ်ကရန်ကုန်မြို့ကနေအသက်၃၀နှစ်အရွယ်မောင်နေထက်လင်းဆိုသူကိုစစ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီး ကန်တောင်ရက်စကန်တိုက်ပွဲကိုပို့ဆောင်ထားတဲ့အချိန်စစ်တုံးပန်းပြည် PLA ကဖမ်းဆီးရရှိထားပြီးတော့အဲ့ဒီစစ်တုံးပန်းတွေထဲမှာဒဏ်ရာရထားတဲ့အတွက်စစ်တကစွန့်ပစ်ထားခဲ့တဲ့စစ်သားတွေလည်းပါဝင်နေတယ်လို့ PLA ကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာတော့အဲ့ဒီပလဲမြို့နယ်ကကန်တောင်နယ်မြေရက်စကန်ကိုတော်လိုင်းပူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့စကန်သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေကိုစစ်တုံးပန်းအဖြစ်အရှင်ဖမ်းဆီးရမိထားတာတွေလည်းရှိတယ်လို့ဆိုပါတယ်။အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းတွေထဲမှာ အသက်55နှစ်သာရှိသေးတယ်။မောင်နေထလင်းဆိုသူလူငယ်လေးလည်းပါဝင်လာပြီ။သူကိုစစ်တပ်ကရန်ကုန်မြို့မှာပေါ်တာဆွဲဖမ်းဆီးလာပြီးတော့ကန်တော့နေမီရက်စကန်ကိုပို့ထားတာဖြစ်တယ်လို့တော်လန်ရေးတပ်တွေစကန်ကိုတိမ့်ပိုက်တဲ့အချိန်မောင်နေထလင်းကိုစစ်ကောင်စီတပ်သားတွေကထားခဲ့ကြတာဖြစ်တယ်လို့မောင်နေထလင်းကိုယ်တိုင်ကထွက်ဆိုထားတဲ့အကြောင်း PLA ကထုတ်ပြန်ထားပါတယ်။ဒါပြင်ဒေါ်လန်ရေးတပ်တွေအရှင်ဖမ်းဆီးရမိထားတဲ့စစ်တုံးပန်းတွေထဲမှာစကန်သိမ်းတိုက်ပွဲအတွင်းဒဏ်ရာရထားတဲ့စစ်သားတွေကို သူတို့စစ်တပ်ကပဲဒီအတိုင်းစွန့်ပစ်ထားခံခဲ့ရတဲ့တပ်သားတွေလည်းပါဝင်နေပြီဒေါ်လာရင်းတွေကဖမ်းဆီးရမိတဲ့အချိန်အဲ့ဒီစစ်သားတွေကိုစေဝါကူတာမှုလုပ်ပေးထားကြတာဖြစ်တယ်လို့လည်းဒိုင်ယာရစစ်တုံးမန်တပ်သားတဲ့စိုးတာစုသူကထွက်ဆိုထားတဲ့အကြောင်းကို PLA ကထုတ်ပြန်ထားပါတယ်လက်ရှိမှာတော့အဲ့ဒီပလဲမျိုးနဲ့မှရှိတဲ့အကြံဖက်စကောင်းစီတက်ရဲ့ကန်တော့နင်းမီရက်စကန်ကိုတော်လိုင်းတက်တွေကအပိတသိမ့်ပိုက်မှုအတွင်းစစ်ကောင်စီတပ်သားအယောက်40ကျော်ကတော့အသီးသီးတိုက်ကုန်ကြတဲ့အပြင် စစ်တုံဘန်းတွေကိုပါအရှင်ဖန်းစီရမိထားတယ်လို့ PLA ကရေကုန်ကစ်တစ်ကိုပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းကပသိမ်မုံရွာလမ်းမိုက်မှာတင်ကားလေးစီးနဲ့စစ်ကြောင်းထိုးလာတဲ့အကြဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာ8တပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား3ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား2ဦးကိုပါအရှင်ဖန်းစီရမိထားတယ်လို့ Peak of Brother Urban Gorilla အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ် ဖြစ်စဉ်ကတော့ဇော်လာ၁၄ရက်နေ့ကစပြီးစလင်းမြို့နယ်အတွင်းကကံပြားကြီးရွာဘက်ကိုတင်ကား၄စီးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်တပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားဘုံကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဟာနောက်ပြန်ဆုတ်သွားကြပြီး တိုက်ပွဲတွေကနေစစ်သား2ဦးကိုပါတော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတယ်လို့ Pico Brother Urban Guerrilla အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းရေတာရှင်မြို့နယ်မှာအချက်ဖက်စကောက်စီလက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်1ဗိုလ်မှူးတန့်စင်ဝေဆိုသူက စစ်မှုထမ်းအစားထိုးဖို့နဲ့တသားတစ်စူဆောင်းမှုလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ငွေညစ်တာတွေလုပ်နေပြီးလူအယောင်းဝယ်တွေပါလုပ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ခုပြောပါတယ်။ဒါကတော့လက်ရှိရေးသားရှိမြို့နယ်ကအချက်ဖက်စကောက်စီလောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဥက္ကဋ္ဌဥက္ကာတန်းဆိုသူနဲ့ဗိုလ်မှူးတန့်စင်ဝေဆိုသူတို့ရဲ့စိတ်ခန့်ချက်အရာဆိုပြီးစစ်တပ်ရဲနဲ့ပြူစောတီတွေကနေလူငယ်တွေကိုစစ်မှုထမ်းတသားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးငွေညစ်တာတွေလုပ်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။ အခုလက်တလုံးပါလေရေတာရှင်မျိုးနဲ့အတွင်းကမျိုးလတာဂရနဲ့စွာဘက်ကခြေရွာတွေပါလေစကောင်စီလောက်ခန့်အဖွဲ့တွေကခြေရွာနေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတွေတတတစ်စူဆောင်ဓာတွေကိုတလကို၄ဦးအထိစူဆောင်ပေးဖို့နဲ့မပေးနိုင်ရင်တရွာကိုငွေကျပ်320ပေးရမယ်ဆိုပြီးတော့ပါငွေညစ်တောင်းရနေကြသလိုအဲ့ဒီငွေတွေကိုလည်းဗိုလ်မှူးတန်းစင်ဝင်းနဲ့အဖွဲ့ကိုပေးရတယ်လို့သိရပြီးစစ်မှုထမ်းဖို့လူအယောင်ဝယ်တွေပါအကြီးကျယ်လုံနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ချင်းမီနယ်မှာနေမြေတွေအကြီးကျယ်လက်လွတ်ထားရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့တီးတိမ်မြို့နယ်ခိုင်ကန်းစင်စခန်းကိုလေနဲ့ဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ရဲသားပြည်သူတို့တေဆုံးခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ22ရက်နေ့ကပဲချင်းမီနယ်တီးတိမ်မြို့နယ်မှာရှိတဲ့ခိုင်ကန်းစင်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဘာတိုက်ပွဲမှမဖြစ်ပဲရည်ရွယ်ချက်ရှိရှိလေနဲ့လာပြီးဘုံတွေကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလို့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စင်ဦးစီးတဦးသေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူတဦးလည်းဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းမှာတော်လိုင်းကြီးတက်တွေနဲ့တွေ့တိုင်းအရှုံးနဲ့သာရင်ဆိုင်နေရတဲ့အကြံဖက်စစ်ကောင်စီတပ်ဟာကက်မလူမြို့နယ်အတွင်းဝင်ရောက်လာတဲ့အချိန်ရဲသားပြည်သူတွေနေထိုင်ရာတပြေးသားခြေရွာနဲ့ကြောင်ကုန်းခြေရွာကိုမိရှုဖျက်ဆီးခဲ့ပြန်တယ်လို့ကျောင်းလာကက်မလူတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ် ဖြစ်စဉ်ကတော့ဇွန်လ23ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတော်လိုင်းရဲတပ်တွေနဲ့ထိတ်တိုက်တွေ့တိုင်းအရှုံးနဲ့သာရင်ဆိုင်နေရတဲ့အကြဖက်စစ်ကောင်စီတပ်နဲ့ပြူစောတိတွေဟာလူတွေအိတ်ချိန်ညပိုင်းကြီးကြားမှာကမ့်ဘလူမျိုးနဲ့အတွင်ကိုဝင်ရောက်လာတယ်ဆိုပါလေအဲ့ဒီနောက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေဟာအရင်သားပြည်သူတွေနေထိုင်ရာတပြေးသားကျေးရွာနဲ့ကြောင်ကုန်းကျေးရွာကိုဘာတိုက်ပွဲမှမဖြစ်ပဲဝင်ရောက်ပြီးပြည်သူပိုင်းနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့ပြန်တယ်လို့ပြည်သူတွေကတော့ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရတယ်လို့ ကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီကနေ့လည်းကိသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ